မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့ကိုစီသတင်းနဲ့အထွေထွေ YouTube Channel ရကနေနေ့စဉ်တင်ဆက်နေကြတနေ့တာဖြစ်ပေါ်တဲ့သတင်းအထောက်အထားတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအဦးဆုံးသတင်းအနေနဲ့ကတော့ဒီနေ့ Maxla 15ရက်နေ့မနေ့2နာရီဝင်းကျင်မှာဗန်ကောက်ရာမတ်ရာမတ်နှစ်ဖလန့်ဆောင်လမ်းပေါ့နော်မိုးပြန့်အမြန်လမ်းစီမံကိန်းရဲ့ချောင်းတွယ်ခရိုင်တဲကအစိတ်ပိုင်းတစ်ခုပြိုကျခဲ့ပါတယ်ထိုင်းအာနာပိုင်တွေရဲ့ခုနောက်ဆုံးထုတ်ပြန်ချက်အရထိုင်းလူမျိုးအလုပ်သမားတအုပ်နဲ့မြန်မာအလုပ်သား အလုတ်တမနှစ်ဦးတည်ဆုံးခဲ့ပြီးတည်ဆုံးသူမြန်မာနှစ်ဦးကတော့ကိုဇင်ကိုအောင်နဲ့ကိုနိုင်လင်းအောင်တို့ပဲဖြစ်ပါတယ်။ဗန်ကောက်မြို့မိုးပြန်လန်းပြိုကျမှုမှာမြန်မာအလုတ်တမနှစ်ဦးနဲ့ထိုင်းနိုင်ငံတောင်စုစုပေါင်း၅ဦးတည်ဆုံးပြီး29ဦးထိခိုက်ဒဏ်ရာရရှိထားပါတယ်။2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့တုန်းကလည်းအဲ့ဒီလမ်းစီမံကိန်းမှာကွန်ကရစ်တုံးအပိုင်းလိုက်ပြုတ်ကျမှုကြောင့်စောင့်လုပ်ရေးလှုပ်တာ6ဦးတည်ဆုံးပြီး7ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ဒါကတော့လက်ရှိထိုင်းနိုင်ငံမှာမြန်မာပြည်သားအများစုရှိတဲ့ထိုင်းနိုင်ငံမှာစောက်လို့လုပ်ငန်းခွင့်ပြိုကျတာပေါ့ တော့လက်ရှိဖလန့်ဆောင်လမ်းဟာလူပေါင်းရာချီတေခဲ့ပြီးသွားပြီလို့တော့ကြားသိရတယ်ဒါပေမဲ့တဦးစားနှစ်ဦးစားဒီလို accident အနေနဲ့ data နဲ့စာရင်ဟာအခုလိုဟာမျိုးကအများဆုံးထိခိုက်ဒဏ်ရာရရှိတဲ့တေဆုံးမှုတွေပဲဖြစ်တယ်အဲ့တော့လှုပ်တဲ့ကင်တဲ့နေရာမှာကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့အထူးဂရုစိုက်ဖို့လိုအပ်တယ်စောင့်လို့လုပ်ငန်းခွင်တွေကဒါမှဆိုလို့ရှိရင်ကုမ္ပဏီကြီးတွေကသူတို့လေလံဆွဲလိုက်တယ်ဒီလန်ဆွဲပြီးတာနဲ့အောက်ကအဆင့်ဆင့်ကုမ္ပဏီငယ်တွေကိုပြန်ပြီးပေးတယ် ကုမ္ပဏီငယ်တွေကရင်တစ်စင်းစင်းနောက်ဆုံးဖိုးလမောင်းဆိုလို့ခေါ်တဲ့ဒီပုတ်ဖြတ်ပေါ့နော်ပုတ်ဖြတ်ယူတဲ့လူတွေကရင်တစ်စင်းတဒိုင်ကိုဘလောက်နှုံးနေတဒားဆိုလဲတဒားတိုင်တစ်ခုကိုဘလောက်နှုံးနေသူတို့ကအောက်ခြေအစင်းပြန်ပေးတဲ့အတွက်တာဝန်ယူမှုတာဝန်ခံမှုအပိုင်းတွေမှာအားနည်းလာတယ်နောက်တစ်ခုကလီလီကြက်မှတ်တဲ့ပညာရှင်ပိုင်းမှာအားနည်းလာတယ်အဲ့ဒီအတွက်လှုပ်တဲ့ရင့်နဲ့ကျွန်တော်တို့ရွှေပြောင်းလှုပ်သားတွေကပဲဥဆောင်ပြီးတော့လှုပ်တာဖြစ်တဲ့အတွက်ဒီလိုလုပ်ငန်းတွေကြတော့နည်းနည်းလေးချွတ်ချော်တိန်းဆောင်းမှုဖြစ်သွားရင်အန္တရာယ်တွေအများကြီးရှိတဲ့အတွက် အလုတ်သမားတွေအနေနဲ့ဒီလိုအနေရှိတဲ့အလုတ်တွေကိုလှုပ်တဲ့နေရာမှာအထူးတတိထားဖို့လိုအပ်ပါတယ်အလုတ်ရှင်အလုတ်သမားဥပဒေတွေကရှိပေမဲ့အရာတိုင်းကိုကျွန်တော်တို့ကဒီကာလမှာအလုတ်သမားတွေဘက်ကမကာကွယ်ပေးနိုင်တာတွေရှိတယ်အဲ့တော့ထိုင်းမှာတဲ့အခုဖြစ်နေတဲ့နော်လက်ရှိပြဿနာတွေအားလုံးကြောင့်မြန်မာပြည်သားတွေကကိုရကဲရမဲ့နေတဲ့အနေထားမှာကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာကိုကိုတိုင်းတတိဝရိယစိုက်ပြီးတော့လှုပ်ကြဖို့ကနံပါတ်1အရေးကြီးဆုံးအချက်ပါပဲဖြစ်လာမှတူအကူညီတောင်းကိုအကူညီတောင်းလို့မရတာလည်းဆိုင်မပြစ်ခင်တည်းကကျွန်တော်တို့ NLD ကိုကြိုတင်ကာကွယ်ထားကြဖို့အရေးကြီးပါတယ်เนาะဒါကြောင့်မလို့ မြန်မာပြည်သားရွှေ့ပြောင်းလုပ်တာတွေအများစုရှိတဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကျွန်တော်ညိုမောင်နှံတွေအနေနဲ့လုပ်ငန်းခွင်တွေမှာအထူးဂရုစိုက်ဖို့ကိုစစ်တပ်ရက်ခံတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့မန္တလေးတိုင်းအတွင်းရှိမြို့နယ်များတွင်လူငယ်များ၏မိဘများကိုရုံးတို့ခေါ်ယူပြီးစစ်မှုထမ်းမဲများနှိုက်ခိုင်းကမဲပေါက်တို့လူငယ်များကိုစစ်မှုထမ်းခေါ်ယူနေကြောင်းဒေတာပြည်သူများကပြောဆိုလိုက်ပါတယ်။ မန္တလေးတိုင်းပြည်ကြီးတခုမြို့နယ်မတ်လ12ရက်နေ့ကလေးကနေ့က၎င်းမြစ်သားမြို့နယ်ယမန်နေ့မတ်လ14ရက်နေ့နဲ့ယနေ့မတ်လ15ရက်နေ့တွင်၎င်းကြောက်ဆယ်မြို့နယ်တွင်ယမန်နေ့14ရက်နေ့တွင်၎င်းလူငယ်များဤမိဘများကိုကြေးရွာနှင့်ရက်ကွက်ရုံများသို့ခေါ်ယူစစ်မှုထမ်းမဲများ၌ခိုင်းကြောင်းမဲပေါက်နှင့်မဲပေါက်တို့လူငယ်များကိုစစ်ထဲသို့ဆစ်လွတ်မီစစ်လွတ်ပါမည်ဟုမိဘကချက်ချင်းဝန်ခံကတိလက်မှတ်ထိုးပြီးလူငယ်များကိုစစ်ထဲဝင်ရန်အတင့်ပြင်ခိုင်းနေကြောင်းတိရပါတယ် စစ်မှုထမ်းစစ်ရင်မှတ်ပုံတင်ခိုင်းရတဲ့လူငယ်များကိုထွက်ပြေးပါကမိဘများကိုအရေးယူမည်ဆိုတဲ့ခံဝန်ကတိများကိုလည်းတခါတည်းလက်မှတ်ရထိုးခိုင်းကြောင်းတိရှိရပါတယ်။ကဲဒါကတော့မြောက်ကိုရီးယားရဲ့စနစ်ကိုစတာပဲ။เนาะကျွန်တော်မြောက်ကိုရီးယားနိုင်ငံမှာပြစ်မှုတစ်ခုကျူးလွန်လို့ရှိရင်ကျူးလွန်တဲ့ဒုကိုရီးအရေးယူတာမဟုတ်ပဲနဲ့ဘာမှမဆိုင်တဲ့ဆွေမျိုးတားချင်းတွေကိုပဲအရေးယူတဲ့စနစ်ရှိတယ်။အဲ့တော့ဒီစနစ်ကလုံးဝကဘာပေါ်မှာလူတိုင်းဝိုင်းမှာမရှိနေတဲ့စနစ်။ဒါအင်မတန်ယုံညံ့တဲ့စနစ်တလိမ့်ဆန်ဝါဒပဲဖြစ်တယ်။နော်တရားမျှတမှုလုံးဝကင်းမဲ့တဲ့လောက်ရ တော့အဲ့ဒီလောက်ရက်ကိုအခုစစ်ကောင်စီရဲ့အတက်တွင်းနေတာအဲ့တော့မြန်မာပြည်တွင်းထဲမှာရှိတဲ့เนาะစစ်ကောင်စီကိုထောက်ခံနေတဲ့ဒီဘောလက်ပစုပ်စာဘောမတွေကဒီစစ်ကောင်စီအာဏာတိမ်းတာကိုလက်မခံတဲ့ပြည်သူတွေရောအနေနဲ့ဒီလိုပဲလယ်စင်းပေးလိုက်ကြမှာလားဒါလုံးဝမဖြစ်သင့်ဘူးလေလူတယောက်ကအရွယ်ရောက်ပြီးသားဗျာသူများနိုင်ငံတွေမှာအတက်ဆက်ချက်နဲ့ပြည့်လို့ရှိရင်မိဘအုပ်ထိန်မှုအောက်ကလွတ်ပြီးဖြစ်တဲ့အတွက်သူဟာအရွယ်ရောက်ပြီးသားလူအဖြစ်သတ်မှတ်ထားကြတယ်เนาะအဲ့တော့အရွယ်ရောက်ပြီးသားလူတယောက်ကသူကိုယ်တိုင်ဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်ဟာ ထိန်းတိန်သူစောက်ရှောက်သူမိဘနဲ့ဘာမှတက်ဆိုင်စရာအကြောင်းမရှိတော့ဘူးဒါရှင်းနေတယ်လူအတိုင်းဝိုင်းမှာအဲ့တော့အဲ့လိုသူ့အရွယ်ရောက်ပြီးတဲ့လူတယောက်ကဆုံးဖြတ်ချက်ကိုသူ့အတူဆုံးဖြတ်ပြီးတော့ဒီစစ်မှုမထမ်းခြင်းလို့ထွက်ပြေးသွားမယ်တင်းချောင်သွားမယ်လောက်ရက်ကိုမိဘကိုအေးအေးယူမယ်ဆိုတာအင်မတန်စောက်ပဲ့တဲ့လောက်ရက်ပဲဖြစ်တယ်နော်အဲ့တော့ကိုယ်ရင်တကားကိုလာခောက်မှကျွန်တော်တို့ကထပြီးတော့တော်လှန်ကြမှာလားကိုယ်ရင်တကားကိုလာခောက်တဲ့အချိန်ဒါဆိုပြီးထွက်ခုံလို့မရဘူးဗျကိုယ်ရင်တကားကိုလာမခောက်ခင်နေရ ဒီမတရားမှုကြီးကိုစပြီးပေါ်ပေါက်လာပြီဆိုတော့ကျွန်တော်တို့ကတော်လှန်နိုင်ရမယ်အဲ့တော့လက်ရှိတော်လှန်ရေးဟာတွေးအေးလို့မရဘူးယော့ဝါလို့မရဘူးကျွန်တော်တို့တွေတွေးအေးဝါမယ်ယော့နေဝါမယ်တဖြည်းဖြည်းနဲ့ရန်သူကအင်အားကောင်းလာပြီးအနိုင်ယူဝါမယ်ဆိုရင်အခုရန်သူတွေအနိုင်မရခင်တော့ခမရတို့ကျွန်တော်တို့ပြည်သူပေါ်အခုတော့မတရားနဲ့လှုပ်ရက်တွေနဲ့အုပ်ချုပ်မယ်ဆိုရင်သူတို့အနိုင်ယူဝါမယ်ဆိုရင်ဘလို့အတိုင်းတာဖြစ်လာမှာလဲအဲ့တော့ဘလောက်ပဲဂတိပေးပေးအရွေးကောက်ပွဲတွေလုပ်မယ်ဘလို့စနစ်တွားမယ်ပောက်ပန်း၄၀ ပါသက်စီးမရှိတဲ့ပြောချင်တဲ့ပြောတဲ့ဇကားထက်လက်ရှိပကတိလက်တွေ့မှာတို့ကျင့်တုံးနေတဲ့အရာတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကပြတ်သားကြဖို့လိုအပ်တယ်။ဒါကြောင့်မလို့ပြည်တွင်းမှာရှိတဲ့ညီကောင်မောင်တို့ကနေအနေနဲ့ရောပြည်မမှာရှိတဲ့ညီကောင်မောင်တို့ကနေအနေနဲ့ရောတော်လှန်ရေးကိုလုံးဝတွေးမေးကြပါနဲ့ကျွန်တော်တို့လုံးဝတွေးဖို့ဖြစ်ပါ။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့မတ်လ14ရက်နေ့က KNU အုပ်ချုပ်မှုနယ်မြေလှိုင်းပွဲမျိုးနဲ့စစ်ကောင်စီတပ်ကတပ်ဆွဲထားတဲ့ခလာရ31.2 1.28 ပူလူတူအခြေခုတ်စခန်းကို KNN တပ်မှ9ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နှံခဲ့ကြောင်းအဆိုပါစခန်းတိုင်းတိုက်ပွဲကာလတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးတေဆုံးပြီး17ဦးကထိုင်းဘက်သို့ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရပါတယ်ထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးလွတ်မြောက်သွားသူစစ်သား17ဦးနဲ့စစ်သား2ဦးမှာဒဏ်ရာရရှိထားကြောင်း၎င်းတို့နဲ့အတူလက်နက်ငယ်2လက်နဲ့လက်ပစ်ဗုံးတစ်လုံးအတူပါရှိလွတ်မြောက်သွားခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီတပ်ဤ ူလူတူစခန်းတိန်တိုက်ပွဲနဲ့ KNN နေဘက်မှရဲဘော်6ဦးဒဏ်ရာရရှိပြီး3ဦးမှကြာဆုံးခဲ့ရကြောင်းသိရှိရတယ်မတန်ဘူးเนาะဒါပေမဲ့တိန်ရတဲ့စခန်းမှာတော့ခရမ်းလက်နေတွေတော်တော်ရရှိတယ်ဒါပေမဲ့လို့ကျွန်တော်တို့အမြဲပြောနေကြသလိုစစ်ခွေးတရာနဲ့ပြည်သူကာကွယ်တပ်ဖွဲ့ဝင်တယောက်လုံးဝမလဲနိုင်ပါဘူးအဲ့တော့ဒီစခန်းမှာလက်နက်တွေများစွာရရှိတယ်3ဦးကြာဆုံးခဲ့တယ်6ဦးဒဏ်ရာရရှိတဲ့အတွက်ကိုယ့်ဘက်ကတော့တော်တော်နစ်နာပါတယ်ဒါပေမဲ့တခုဘုံဝင်မကြကြရှိတဲ့ဟာအဲ့ဒီထွက်ပြေးွားတဲ့ နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုထိုင်းနိုင်ငံကလူတိုင်းချင်းစာနာမှုဆိုတဲ့ခေါင်းစဉ်အောက်ကနေလက်ခံထားတယ်ဆိုတော့လှုပ်ရက်ကိုတော့မြန်မာပြည်သူတွေကိုစားချုံချတယ်ဒါလုံးဝမလှုပ်တင်တဲ့ကိစ္စပဲနော်အဲ့တော့ဒီစစ်တပ်ကတက်လို့ဖျက်လို့ထွက်ပြေးလာခဲ့တဲ့ပြည်သူတွေကတော့ထိုင်းဥပဒေအတိုင်းခိုးဝင်ဆိုပြီးတော့ကျွန်တော် ထိုင်းနိုင်ငံဥပဒေအတိုင်းအရေးယူတာကိုခံရပေမဲ့အခုလက်ရှိလက်နက်ပါပါလာပြီးတော့ဝင်လာတဲ့စစ်သားတို့ကြတော့လူတိုင်းချင်းစာနာမှုဆိုင်ရာခေါင်းစဉ်အောက်ကိုထည့်ပေးတာဒါလုံးဝမမျှတဲ့လှုပ်ရက်ပဲအဲ့တော့ ကျွန်တော်တို့နိုင်ငံရဲ့အိနီနာပတ်ဝန်းကျင်နိုင်ငံတွေဆိုတာလေပြည်သူဘက်ကယက်တီလာနော်ဒီအာနာရှင်တွေဘက်ကယက်တီလာဆိုတာကိုတဖြည်းဖြည်းနဲ့အလုံးပေါ်လွင်ပါတယ်နော်ဒါဟာကျွန်တော်တို့တွေပိုစည်းလုံးရမယ့်ကိစ္စပါအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီတိုက်ပွဲမှာကျွန်တော်စကန်တိန်နိုင်ငံတဲ့အတွက်အောင်မြင်မှုတစ်ခုတော့ရခဲ့တယ်ကိုဘက်ကပေးဆက်ကတော့အတက်တွေအတွက်မတန်ဘူးဒါမျိုးမပေးဆက်ကပဲနဲ့အတက်တွေမပေးဆက်ကပဲနဲ့ကျွန်တော်တို့နောက်ထပ်အောင်မြင်မှုတွေဇက်တိုက်ရရှိဖို့လေလိုအပ်ပါတယ်အောင်မြင်မှုတွေဇက်တိုက်ရရှိပါလို့စတောင်းပေးပါဟုတ်ကဲ့နောက်ထပ်တည်င်းတစ်ပုတ်ကိုတင်ဆက်ပေးခြင်းပါတယ် ဒါကတော့မတ်လ14ရက်နေ့ဒီနေ့မွန်လွယ်ပိုင်းကတာယာဝတီခရိုင်တက်ရင်3837တက်ခွဲ1ရိုးမ GBK PDF တက်ဖွဲ့ဝင်တွေကျုပ်ပင်ကောင်းမြို့နယ်ဥယင်ကြီးကျေးရွာအနီးမှာနယ်မြေလုံခြုံရေးဆောင်ရွက်နေချိန်အမိုက်ကောက်နေတဲ့ဒုတိယကိုမတင်ကံမှုနဲ့ခေါ်ယူစစ်ဆေးရင်းစစ်ကောင်စီတက်ကြွကြီးဖြစ်နေတာကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့ပါမတင်ကံတာနဲ့ခေါ်စစ်တော့ဖုန်းထဲမှာတင်နန်းတက်ထားတာတွေယူနီဖောင်းနဲ့ပုံတွေထွက်လာတယ်နာမည်ကဇေယာထပ်ပါအခုတော့တက်ကြွကြီးအဆင့်ရှိပြီပြောရလို့ရတယ်ဟုတ် ရုံးမှ KGBK PDF တက်ဖွဲ့မှုကိုကရင်လေးကပြောပါတယ်လက်ကင်ဖုံးကိုယူဆောင်စစ်ဆေးနေချိန်မှာဇေယျထက်ကပြန်လည်ခုခံမှုစ조사ရင်းထွက်ပြေးခဲ့တာကြောင့်ဥယင်ကြီးကျေးရွာအနီးဘျူဟာလမ်းပိုင်းအထိနောက်ကနေလိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရကြောင်းဇေယျထက်စီကဆိုင်ကယ်တစ်စီးနဲ့လက်ကင်ဖုံးတလုံးကိုရိုးမ GBK PDF ကတိမ့်ဆဲရမိခဲ့သေးပါတယ်။ဇေယျထက်ဟာအရက်တန်းပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်ရင်းအတင်းအဓမ္မစက်ကြီးကောက်နေတဲ့ ကျုပ်ပင်ကောင်းမြို့နယ်ကနေပြူစောတိခေါင်းဆောင်အေမင်ဦးရဲ့တပြည့်ရင်းဖြစ်တယ်လို့လေကိုကင်ရင်လေးကပြောခဲ့ပါတယ်။နော်ဒါကတော့နဲတော်နဲပါတည်းလို့ပြောရမယ်နော်။ဒါတူဘက်ကတတ္တိအင်မတန်ကောင်းတယ်ပေါ့။ဟုတ်တယ်မလား။ဒါတစ်ဖက်ကရန်သူဘက်ကကြည့်မယ်ဆိုရင်တော့တို့ရန်သူဘက်အချမ်းမှာတော့ဒါတူရဲကောင်းလို့ပြောရမှာပေါ့။ဘာလို့ဆိုတော့တို့ရန်သူရဲ့ပိုင်တဲ့တတ္တိဝင်ပြီးတော့ဒါလောက်ထိတောင်လှုပ်ရဲတယ်ဆိုတဲ့ကဒါပေမဲ့လို့ကျွန်တော်တို့တော်လိုင်းဘက်ကအနေနဲ့ကလည်းဒါမျိုးတွေကိုအရှင်ဖမ်းပြီးဖို့လိုအပ်တယ်။ ဘာဖြစ်လို့လဲသူတို့ရဲ့ပြည်သူပေါ်ရုပ်မှထားမှုတွေဒီ PDF ဘက်ကိုသူတို့စစ်စင်ရင်လှုပ်ထားမှုတွေဒါအားလုံးဟာကျွန်တော်တို့ပြန်လဲစစ်ဆင်းနိုင်ပို့ပြီးတော့ထိအောင်မှာပါအခုတော့ထွက်ပြေးသွားတဲ့အတွေ့အတေပြစ်ခတ်ဖမ်းဆီးရမိတာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့တနင်္လာနေ့မြို့နယ်လောင်းတနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ် ကြောင်နီမော်ရွာပြူစခန်းကိုမက်စလ9ရက်နေ့နနက်ပိုင်းက drone နဲ့ဘုံဒီတွေကျဲချတိုက်ခိုက်ခဲ့ရာပြူစောတိ၄ရောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖထမ်းကနေတည်ရပါတယ်ပြူစခန်းကနေလက်နက်ငယ်တွေနဲ့အနီးဝင်းကျင်ကိုပြန်လည်ပစ်ခတ်ခဲ့တော့လေပြည်သူ့ရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့တည်ရပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုတော့လောင်းလုံပကဖ drone တပ်ဖွဲ့ TPLF drone တပ်ဖွဲ့ Sky Gold 1 drone တပ်ဖွဲ့၊ຫນွေဦးပျောက်ကြား drone တပ်ဖွဲ့နဲ့ចောင်းတန်းတော်လန်ရေးတပ် drone အဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့ဖြစ်ရပါတယ်။ ော့တနင်္လာနေ့တိုင်းမှာကျွန်တော်တို့အင်အားစုတွေများစွာရှိပါတယ်အခုဆိုရင်တော်တော်စီးလုံးလုံးနာနိုင်ပြီတွေ့ရတယ်အဲ့တော့အရင်တည်းကတနင်္လာနေ့တိုင်းသားနေတဲ့ခဏခဏပြောပါတယ်ဒီတနင်္လာနေ့တိုင်းမှာရှိတဲ့လက်ဒီတော်လိုင်းတက်ဖွဲ့တွေအားလုံးစီးစီးလုံးလုံးညီညီညာလေးဖြစ်ချင်နေဆိုတဲ့ဆန္ဒကိုအခုတော့တဖြည်းဖြည်းနဲ့တော်လိုင်းလက်နက်ကိုင်ဖွဲ့တွေထိုက်တင်တဲ့လောက်စီးလုံးလာပါပြီအခုလို့စီးလုံးလာတဲ့အကျိုးဆက်ကအခုလိုမျိုးရန်သူကိုပြက်ပြက်တရတိုက်ခိုက်နိုင်ပါတယ်အဲ့တော့မြန်မာနိုင်ငံတော်လိုင်းရဲ့အလှည့်အပြောင်းဆိုတာမြေပြန့်ဒေတာတွေအရေးကြီးတယ်လို့တနင်္လာနေ့တိုင်းကရင်ပြည်နယ်အရေးကြီးပါတယ် တင်းနိုင်တိုင်းဆိုကုန်းလန်းရေလန်းထွက်ပေါက်အချမ်းပြည်ပနိုင်ငံတွေနဲ့ဆက်ဆံရတဲ့နေရာမှာအဲ့ခက်ရကြတဲ့အရာဖြစ်တဲ့အတွက်ကျွန်တော်တင်းနိုင်တိုင်းကိုလည်းအာသွန်ခွန်ဆိုင်နဲ့နေမြေစိုးမိုးမှုရပ်နိုင်အောင်လုပ်ဖို့ရည်ကြီးတယ်။နောက်တစ်ချက်ကထိုင်းနိုင်ငံနဲ့ဆက်ဆံရေးလက်ရှိမြန်မာပြည်သားအများစုထွက်ပြေးလာတာထိုင်းနိုင်ငံဗျ။အဲ့တော့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေအတွက်ထိုင်းဆိုရမျက်နှာပေးမှုရဖို့ဆိုတာကျွန်တော်တို့နေနမိတ်ဆက်ဆံရေးတွေကအင်မတန်အရေးကြီးတယ်။အဲ့တော့မျက်နှာရှိရဟင်းမက်ပါတဲ့ကဘာကြီးမှာ ကျွန်တော်တို့နည်းမြေတွေများများယူထားပြီးတော့ကျွန်တော်တို့မျက်နှာကြည့်အောင်လုပ်ဖို့အရေးကြီးပါတယ်။ဒါကြောင့်မို့တနည်းနိုင်တိုင်းစစ်ရင်းနဲ့ပတ်သက်လို့လည်းပြည်သူတွေအနေနဲ့ပြစ်မထားဖို့ဘလောက်ပဲစိတ်ညစ်စရာတွေကြုံရခဲ့ပါစေအတောင်ပိုင်းတိုင်းစိတ်ညစ်စရာဘလောက်ပဲပြောပြောကျွန်တော်တို့တောင်ပိုင်းမှာတကယ်အတက်ပေးတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေမြောက်များစွာရှိတယ်ဆိုတာကိုလည်းကျွန်တော်တို့မေ့ထားလို့မရပါဘူး။ဒါကြောင့်မို့တနည်းနိုင်တိုင်းကိုလည်းနိုင်တဲ့ဘက်ကနေပါဝင်ပူးပေါင်းကြဖို့ဒီကနေ့ကနေတိုက်တွန်းပါ။ဟုတ်ကဲ့နောက်ထပ်တနည်းနှုတ်ကတော့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနေပြည်တော်တိုင်းစစ်ဌာနဗျူဟာအမှတ်၁၇ချီ တရင်ကိုတုံညံတစ်စခန်းမှာလေးမြင်းဆောင်2025မွမ်းမံတင်နန်းစင်းပွဲအခမ်းအနားပြုလုပ်ခဲ့တယ်လို့အဆိုပါတရင်ကဒီကနေ့ထုတ်ပြန်လိုက်ပါတင်နန်းစင်းပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ်ဗိုလ်လကျော်ဒုစစ်ဦးစီးချုပ်စစ်ရေးချုပ်ဗိုလ်ငွေစိုးစစ်ထောက်ချုပ်ဗိုလ်တူဝင်စစ်ဦးစီးအဖွဲ့ဝင်ကျန်းမာရေးတာဝန်ခံဒေါက်တာဂျိုးဆက်တို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်ဒါ့အပြင်နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိတက်ရင်ရှစ်တုံညလေးတက်ရင်မှုနဲ့တာဝန်ရှိသူတွေဒေါက်တာတက်ကို မဟာမိတ်တပ်ဖွဲ့ကတာဝန်ရှိသူတွေနဲ့ရဲဘော်တွေဒေတာတွင်အုပ်ချုပ်ရေးတာဝန်ခံတွေပါတက်ရောက်ခဲ့တယ်လို့သိရပါတယ်။အခမ်းအနားမှာနေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ်ဗိုလ်လကျော်ကမိတ်ခွန်းပြောကြားခဲ့ပြီးဒုစစ်ဦးစီးချုပ်စစ်ရေးချုပ်ဘုံငွေစိုးကကာကွယ်ရေးဝန်ကြီးဌာနကပေးပို့တဲ့တာဝန်နာကိုဖတ်ကြားကတာဝန်ရှိသူအတီးတီးကတင်နန်းစင်းလက်မှတ်ကိုထူးကျွန်စုရတင်နန်းသားရဲဘော်တွေကိုစုချင်းမြင့်ခဲ့တယ်လို့သိရပါတယ်။နောက်အခုနောက်ပိုင်းဆိုကျွန်တော်တို့တင်နန်းတွေကတော်တော်များများကမွမ်းမံတင်နန်းအဆင့်တွေဖြစ်လာပြီးလက်ရှိတက်ရင်းပေါင်းမြောက်များစွာကိုစုဖွဲ့ထားနိုင်ပြီ။နော်အဲ့တော့ စကိုင်းတိုင်းမှာဆိုတက်ရင်ပေါင်းကယာနဲ့ရှိရှိတယ်အဲ့တော့အခြားဒေတာတွေမှာလည်းတက်ရင်ပေါင်းပြောင်းများစွာရှိတယ်အဲ့တော့အဲ့ဒီအင်အားတွေအလုံးဟာတနိုင်ကန်လုံးအတိုင်းအတာနဲ့ဒီအာနာရှင်ကိုအပြုတ်ဖြုတ်ဖို့အတွက်အစဉ်နှစ်ဖြစ်နေပါပြီဒါပေမဲ့ကျွန်တော်တို့ဘက်မှာလိုအပ်ချက်တွေပါတယ်ခဲရန်ဖို့ပါပဲလက်နက်တွေထိုက်တင်းတော့တော့တက်ဆင်ထားပြီးဖြစ်တဲ့အတွက်လိုအပ်တဲ့ခဲရန်ကိုမြို့သားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနကနေတက်နိုင်တော့ရှာဖွေနေသလိုအခြားသောဒေတာကန်ပြည်သူတွေကလည်း တတ်နိုင်တဲ့တော့ရှာဖွေနေပါတယ်အဲ့ဒီပေါ်မှာပြပရောက်တဲ့အားကိုအဓိကအားထားဖြစ်တဲ့အတွက်ကျွန်တော်တို့တော်လှန်ရေးအတွက်လိုအပ်တဲ့အရာတွေကိုအားတုံခွန်ဆိုင်လောက်ကြဖို့လည်းအရေးကြီးပါတယ်ငွေမရှိဘဲနဲ့ဘာမှလှုပ်လို့မရတဲ့တော်လှန်ရေးမှာငွေကိုပြည်သူရှိရပဲလက်ဖြန့်တောင်းနေရတာဖြစ်တဲ့အတွက်အောက်မှာရှိတဲ့တိုင်ရင်တက်ဖွဲ့တွေအပေါ်ကိုလည်းပြည်သူတွေအနေနဲ့နားလည်ဖို့အရေးကြီးပါတယ်ဒါကြောင့်မို့လို့ထောက်ပို့တွေများများလိုအပ်ပါတယ်လက်ရှိဒီတော်လှန်ရေးမှာလိုအပ်နေတာဒီထောက်ပို့တွေပါအဲ့တော့လူ9ယောက်ကိုစုပြီးတော့ခေါင်းဆောင်ပြီးတော့ထောက်ပို့လုပ်နိုင်9ယောက်ကထောက်ပို့မှုဖြစ်တောင်းဝန်ယူပေးကြပါ လူ900ကိုထောက်ပို့လုပ်နိုင်900ရဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူပြီးတော့ထောက်ပို့လုပ်ပေးကြပါလို့ဒီကနေ့ကနေတိုက်တွန်းပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့မန္တလေးတိုင်းအတွင်းမှာရှိတဲ့မန္တလေးတိုင်းပြည်သူကာကွယ်တပ်မတော်မန္တလေးထိန်းချုပ်ထားတဲ့စင်ကူးမြို့နယ်လက်ပံလှကြေးရွာကဈေးတန်းကိုအကြမ်းဖက်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်6ဦးအပါအဝင်ပြည်သူ28ယောက်တေဆုံးခဲ့တယ်လို့ MDY PDF ကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်မန္တလေး14ရက်နေ့မနေ့ကမွန်လွဲပိုင်းမှာအကြမ်းဖက်စစ်ကောင်စီကစင်ကူးမြို့နယ်လက်ပံလှကြေးရွာရှိ လူစီကားရဈေးဆိုင်နှန်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်6ယောက်အပါအဝင်အရက်နားပြည်သူ28ယောက်အသက်ဆုံးရှုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူအယောက်30ရှိခဲ့တယ်လို့သိရပါတယ်တမတ်စစ်ကောင်စီအနေနဲ့ပြီးခဲ့တဲ့မတ်လ4ရက်ကစင်ကူးမြို့နယ်လက်မှတ်လမ်းကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရအရက်နားပြည်သူ2ယောက်တင်ဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ဆိုပါတယ်အဲ့တော့လက်ရှိတင်ဆုံးသွားတဲ့ကလေးငယ်6ဦးမှာ4လသားရွယ်ကလေးငယ်တွေပါပါတယ် တော့လက်ရှိလက်ပတ်နာရွာကိုဘုံကျဲတဲ့အနေထားမှာလက်ပတ်နာရွာကိုကျဲလိုက်တဲ့အနေထားကတိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိဘူး PDF တွေလည်းခိုအောင်တဲ့နေရာလည်းမဟုတ်ဘူးတာမန်အရက်တူအရက်တားတွေဈေးရောင်းဈေးဝယ်ပြုတ်နေတဲ့ဈေးတခုပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီဈေးမှာခလေးတငယ်တွေလည်းတွာလာလှုပ်ရှားနေတာရှိတယ် တက်ကြီးရွယ်အိုတွေတွာလာလှုပ်ရှားနေတာရှိတယ်။တာမန်ရက်ွက်တစ်ခုကဈေးတစ်ခုဆိုတာကိုစစ်ကောင်စီတိတယ်။ဒါပေမဲ့တိရဲ့တန်းနဲ့အခုလိုမျိုးအရက်သားတွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်တာဒါစစ်သွေးကြွအကြမ်းဖက်တွေရဲ့လှုပ်ရက်ပဲဖြစ်တယ်။တိုင်းပြည်တစ်ခုကိုဥဆောင်တဲ့စစ်တပ်ဆိုရင်ပြည်သူတယောက်ကအတက်ကိုတောင်တန်ဖိုးထားရတာ။အခုလိုမျိုးပြည်သူအစုလိုက်အပြုံလိုက်တက်ပြတ်မှုတွေကအာဏာသိမ်းပြီးတဲ့နေရာအနှံ့ပြားမှာပေါ်ပေါက်နေတာအလုံးတိပဲဖြစ်တယ်။အဲ့တော့မြန်မာနိုင်ငံမှာတကယ်ပြည်သူကိုအကြမ်းဖက်နေတဲ့အကြမ်းဖက်အဖွဲ့အစည်းအကြမ်းဖက်တမားတွေဆိုတာ ဘယ်တူလဲဆိုတာတို့လောက်ရက်တွေကအဖြေပဲနှစ်ဖက်ကြိုက်တဲ့လောက်ငင်းကြပါစေလောက်ရက်တွေကတက်တွေပဲပေါ်နေတယ်အဲ့တော့တကယ်အကျန်းဖက်အဖွဲ့စည်းဒီဒီအာနာတိန်းသားနဲ့စစ်ကောင်စီဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူတွေဟာဒီအကျန်းဖက်ဓမ္မတွေရဲ့အောက်မှာလက်ဆင်းခံပေးကြမှာလားတက်ဆိုင်ရနီးဆိုင်ရတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းပြီးတော့ဒီအကျန်းဖက်ခေါင်းဆောင်တွေကိုအမြင့်ကဆပြီးစွန့်နှုတ်ကြမလားဆိုတာတော့တယောက်ချင်းစီတိုင်းရဲ့တွေးတောရမယ်အချိန်ပဲဖြစ်ပါတယ် နောက်တစ်ချိန်မှာကျွန်တော်တို့ဒီလိုအတွေးမျိုးဒီလိုအလုပ်မျိုးလုပ်မဲ့အချိန်မရှိပါဘူး။တတိအာနာချင်းစနစ်အမြင့်ပြတ်ဖို့ဆိုတာဒီတစ်ချိန်ပဲရှိပါလေ။နောက်ထပ်အချိန်ကျွန်တော်တို့ဒီနောက်ထပ်ခွင့်မရပါဘူး။အဲ့တော့ဒီတစ်ချိန်မှာအားလုံးကပြက်ပြက်သားသားနဲ့တိုက်နိုင်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ဟာမကြခင်မှာတစ်ချိန်လုံးတိုးတက်ပြောင်းလဲသွားမယ်နိုင်ငံအဖြစ်မှတ်တမ်းဝင်သွားပါလိမ့်။ဟုတ်ကဲ့နောက်ထပ်တတိနောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့သခိုင်းတိုင်းအတွင်းရဲ့တတိမဲဖြစ်ပါလေ။စကိုင်းတိုင်းမှာစစ်ကောင်စီကအာဏာသိမ်းလိုက်တဲ့ကာလမှစတင်ကယခု2025ခုနှစ်ဇန်နဝါရီလအထိ လေးနှစ်တာကာလအတွင်းအကြမ်းဖက်ဖြစ်စဉ်များကြောင့်အရက်သားပြည်သူ9000ကျော်တေဆုံးခဲ့ကြောင်း Data from မြန်မာ၏အစိုးရကံစာရတိရပါတယ်အကြမ်းဖက်ဖြစ်စဉ်များကြောင့်အရက်သားတေဆုံးမှုများတွင်စစ်ကောင်စီတပ်ဖြတ်ခြင်းများအပြင်တော်လှန်ရေးတပ်ဖွဲ့မှစစ်ကောင်စီတပ်ဖွဲ့မဟုတ်သည့်အရက်သားတပ်ဖြတ်ခြင်းများကိုပါထည့်သွင်းထားကြောင်းတိရပါတယ်အရက်သားတေဆုံးမှုများတွင်အဓိကအားဖြင့်စစ်ကောင်စီတပ်ဖွဲ့ကြောင့်2864ဦးတေဆုံးခဲ့ပြီးတော်လှန်ရေးတပ်အဖွဲ့စည်းများကြောင့် 1281ဦးတေဆုံးကနှစ်ဖက်တိုက်ပွဲရာဇဝတ်ဂိုင်းအချင်းချင်းတက်ဖြတ်ခြင်းနဲ့ကျူးလွန်သူကိုအတီးပြုတ်နိုင်ခြင်းမရှိသည့်တေဆုံးသူပေါင်း928ဦးကြီးခဲ့ကြောင်းသိရပါတယ်။နော်ဒါကတော့ data form မြန်မာရဲ့စစ်တမ်းရစကိုင်းတိုင်းအတွင်းမှာအာနာတိမ့်ပြီးတဲ့အချိန်မှာလူပြည်သူပေါင်း9000ကျော်တေဆုံးခဲ့ရတဲ့စရင်းပဲဖြစ်တယ်။အဲ့ဒီနေရာမှာတော်လိုင်းအင်အားစုဘက်ကတတ်တာလည်းရှိတယ်။တော်လိုင်းအင်အားစုဘက်ကတတ်တဲ့အဓိကအများစုကတော့ဒလန်ဆိုတဲ့ခေါင်းစဉ်အောက်ကနေတက်တာအဓိကတော့စစ်ကောင်စီတောက်တိုင်ပေါ့အဲ့တော့ဘလိုဟာမျိုးတွေတက်လဲ စစ်ကောင်စီအတွက်အခုလိုမျိုးအဲစစ်မှုထမ်းဥပဒေတွေမှာလိုက်ပြီးတော့စရင်ကောက်တယ်ပြည်သူတွေကိုစက်ကြီးတောင်းတယ်ဒါလိုလုံနေတဲ့အုတ်ချုံမှုတွေဒါလိုလူမျိုးတွေကိုအချိန်ပထမတစ်ချိန်တတိပေးတယ်ဒုတိယတစ်ချိန်တတိပေးတယ်တတိယတစ်ချိန်ကျရင်ပြစ်ခတ်ရှင်းလင်းတာတွေရှိတယ်အဲ့တော့တော်လှန်ရေးအစုတွေဘက်ကတေကြောင်းတေဆုံးရတဲ့ဥယျာဉ်ထဲမှာအခုလိုမျိုးစစ်ကောင်စီကိုထောက်တိုင်ပြုတ်နေတဲ့ဒူဥယျာဉ်ကအများဆုံးဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကြောင့်တေဆုံးရတဲ့ပြည်သူတွေကတော့ ရွာကိုစစ်တောင်းထိုးတယ်အဲ့ဒီရွာမှာမပြေးနိုင်တဲ့တက်ကြီးရွယ်ကိုအဖိုးအဖွားတွေဆိုရင်နှီးမျိုးစုံနဲ့နှိမ့်ဆက်တက်ဖြတ်တယ်။နောက်ဆုံးရရက်ဆက်ဆက်နော်စစ်ရာဇမှုတို့ခေါ်ထိုက်တဲ့ဒီခေါင်းဖြတ်ပြီးတော့တိုင်ကုန်းမှာစိုက်သွားတာတွေဒါမျိုးတွေခြံစည်းဦးတွေမှာစိုက်သွားတာတွေဒါမျိုးတွေလောက်ရက်တွေကိုလှုပ်တယ်ဘုံကျဲတယ်ပစည်းရွာဖြစ်စဉ်မျိုးလို့အရက်သားပြည်သူတွေရှိတယ်ခလေးတန်ငယ်တွေရှိတယ်မှန်တည့်ရတန်းနဲ့အဲ့လိုနေရာတွေကိုဘုံကျဲတယ်စစ်ပေးချောင်စခန်းတွေကိုဘုံကျဲတယ် ပြီးရင်စေယုံတွေစာတင်ကြောင်းတွေဘုံကြောင်းတွေကိုဘုံကျဲတယ်အဲ့တော့စစ်ကောင်စီရဲ့တပ်ဖြတ်မှုတီစစ်ရာဇဝဲမှုကိုပေါ်တင်ကျူးလွန်ပြီးတပ်ဖြတ်တာခံရတာအဲ့တော့စစ်ကောင်စီတပ်ဖြတ်မှုကြောင့်တေဆုံးတဲ့တဲမှာအတက်မပြည့်သေးတဲ့ကလေးတငယ်တွေပါတယ်လို့တက်ကြီးရွယ်အိုအဖိုးအဖွားတွေမြောင်များစွာပါခဲ့ပါတယ်ဒါဟာကျွန်တော်တို့တိုင်းပြည်မှာနော်နှစ်ပေါင်း60ကျော်ဖြစ်ပေါ်လာတဲ့စစ်ပွဲနောက်ဆုံးအဆုံးတက်ဆိုရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်အဲ့တော့ဒီလိုမျိုးတေကြီးမှုတွေကိုကျွန်တော်တို့နောက်ထပ်တစ်ခေတ်မှာကျွန်တော်မကြံပြစ်ခဲ့စေချင်တော့ဘူးဒီကာလမှာကျွန်တော်တို့ကပေးခဲ့ရတဲ့အတက်တွေအတွက် အဆုံးစုံထိတိုက်ပွဲဝင်ကြဖို့အရေးကြီးပါတယ်။ပေးခဲ့ရတဲ့အတက်တွေဟိုမှာကျွန်တော်တို့မနှံမျောပဲနဲ့ဒီရန်သူလက်အောက်ကိုဒီတစ်ခါတည်း88လုံမျိုး62လုံမျိုးလက်စင်းခံပေးလိုက်မယ်ဆိုရင်နောက်ထပ်ကျွန်တော်တို့ကြံပေးခဲ့တဲ့တားတွေကျွန်တော်တို့ရဲ့မီးလေးတွေကျွန်တော်တို့ရဲ့မြစ်ကလေးတွေအချိန်မှာအခုလိုမျိုးပဲနောက်ထပ်တဖန်အတက်တွေထပ်ပေးဆက်အောင်မှာပဲကျင်းနေပါတယ်။ဒါကြောင့်မလို့အားမလျှော့ပါနဲ့ဘလောက်ပဲခက်ခဲနေကြပါစေဘလောက်ပဲပင်ပန်းနေကြပါစေကျွန်တော်တို့ကကိုယ်တောင်ဝင်ကိုခြေပွန်အောင်ယူနိုင်ကြဖို့အရေးကြီးတယ်။ အထူးသဖြင့်ဒီဒေါ်လာရင်းမှာလိုအပ်ချက်တွေကျွန်တော်တို့ပြောနေတူပဲဘတ်ဂျက်ဖြစ်တဲ့အတွက်ဘတ်ဂျက်ရှာဖွေမှုအပိုင်းမှာပြည်ပရောက်တဲ့အာအရင်နဲ့ပဲကျွန်တော်တို့ကရက်တည်နေရတာဒါကြောင့်မလို့ပြည်ပမှာအလုံးလုံးမယ်ကိုစီဘွားကိုလုံနိုင်မယ်မျက်နှာပြပြီးလုံနိုင်တဲ့လူကတော်လှန်ရေးကိုမျက်နှာပြပြီးဥဆောင်ပေးပါတော်လှန်ရေးနဲ့ပတ်သက်လို့နှစ်ပေါင်းဘလောက်ကြာကြာကျွန်တော်တို့ကတွေးအေးရမှာမဟုတ်ဘူးကျွန်တော်တို့တွေးအေးရမှာဒီတစ်ခုရှိတယ်ကျွန်တော်တို့ရှောက်ခဲ့တဲ့လမ်းအာနာတိန်နဲ့2021ကနေစပြီးတော့ဒီနေ့အချိန်ထိပြန်ကြည့်ပေးပါ သွေးအေးခြင်းနဲ့စိတ်ပြက်ခြင်းနဲ့တော်လှန်ရေးကိုအားရင်ညော့နေတဲ့ဆိုရင်အဒါလေးကိုပဲပြန်ကြည့်ပေးပါ2021အာနာတိန်တဲ့အချိန်ကျွန်တော်တို့လက်ထဲမှာလက်သုံးချောင်းပဲထောင်ခဲ့ပါတယ်အတိုတစ်ချောင်းတော့မရှိခဲ့ပါဘူးဒါပေမဲ့အခုရောက်ရှိနေတဲ့နှစ်၄နှစ်ကြာသွားတဲ့2024မှာကျွန်တော်တို့ PDF တက်ရင်ပေါင်းဘဏ္ဍာရာထိဖွဲ့စည်းနိုင်ခဲ့ပြီလေကျွန်တော်တို့နေမြေတွေဘလောက်တိန်းထားနိုင်ခဲ့ပြီလေအဲ့တော့တော်လှန်ရေးမှာဆက်လက်ပြီးတော့လိုအပ်တာတွေဘာလဲတော်လှန်ရေးအောင်မြင်ဖို့အတွက်ဘာတွေလိုအပ်နေတာလဲဒီလိုမျိုးလေးကို ဒီ logic ကြကြကျွန်တော်တွေးစေခြင်းနဲ့စိတ်သက်ကြွားလို့မရဘူးကျွန်တော်တို့စိတ်သက်ကြတာနဲ့ငါတို့ကြံမိခဲ့တဲ့တားတွေမီးတွေအပေါ်ငါတို့ဟာတောင်းဝင်မကြေတဲ့မျိုးဆက်တွေဖြစ်သွားလိမ့်မယ်အင်မတန်ညံ့တဲ့မျိုးဆက်တွေဖြစ်သွားလိုက်မယ်ဆိုတဲ့အတွေးလေးကိုလူတိုင်းတွေးစေခြင်းနဲ့အဲ့တော့တူဖြစ်ဖြစ်ကိုဖြစ်ဖြစ်အကျိုးစီးပွားအတက်အန်တွေထိခိုက်လာရင်တော့လူတိုင်းကတော့ကြောက်ပါတယ်ဒါပေမဲ့လို့ကိုတားတွေကိုချစ်လာကိုမီးတွေကိုချစ်လာ ကိုမွေးထားတဲ့မျိုးဆက်ကိုချစ်လာအဲ့ဒီစိတ်လင်းနဲ့ပဲကျွန်တော်တို့ဒီတော်လှန်ရေးကိုအောင်မြင်တဲ့အထိအားလုံးပူးပေါင်းပေးကြပါလို့တိုက်တွန်းရင်းနဲ့ဒီကနေ့တည်င်းအစီအခံမှုတွေကိုဒီမှာအဆုံးတက်ပါတယ်ခင်ဗျာစောင့်မျှော်ကြည့်ရှုကြတဲ့မိဘပြည်သူတဦးတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့တွေအချိန်ရရင်ရတယ်လို့နေ့တိုင်းတင်ဆက်နိုင်အောင်ကြိုးစားတော့ရမယ်တခုရှိတာကကျွန်တော်တို့ကအဲအများဒီထောက်ပံ့မှုတွေနဲ့ယက်တည်ထားတဲ့တရင်မီဒီယာတခုမဟုတ်တဲ့အတွက်ကျွန်တော်တို့အချိန်ရရင်ရတယ်လို့အချိန်ကိုလှုပ်ပြီးတင်ဆက်ပေးရတာဖြစ်တဲ့အတွက်တခါတလေပြက်ကွက်မှုတွေရှိတာတော့နားလည်ခွင့်လို့ပေးပါကြံမြစ်တာရက်ခံပါတယ် ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေအားလုံးဒီ NRA ဇိုးကနေအမြန်ဆုံးလွတ်မြောက်ပြီးတော့အေးချမ်းတဲ့အတိုင်းပြည်ကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာညချမ်းပါခင်ဗျာ